အားလုံးပဲမင်္ဂလာပါကျမတို့ non close တဲ့အကြောင်းပြောမယ်ပေါ့နော်အခု account ဆွေးနွေးမယ်ဒီ noun clause ကဒီ wh question ဝအတင်းနဲ့စထားတယ် noun clause ပေါ့နော်အဲ့တော့ wh question ဝအတင်းနဲ့စထားတယ်ပြီးတဲ့အခါမှာသူရဲ့နောက်မှာ suggest နဲ့ verb ပါတယ်ပေါ့နော်အဲ့တော့ suggest နဲ့ verb ပါတဲ့အရာက clause ပါအဲ့တော့သူဒီဝေကြရဲ့စိတ်ပိုင်းဖြစ်တယ်သူမှာ suggest နဲ့ verb ပါရမယ်သူ့လောက်နဲ့အဓိပ္ပာယ်မပြည့်စုံဘူးပေါ့နော်ဒီ main sentence ရဲ့အဓိပ္ပာယ်မပြည့်စုံဘူးဆိုရင်ဒါက clause ဝေကြပြအဲ့တော့အဲ့ဒီဝေကြပြလို့ခေါ်တဲ့ wh question ဝအတင်းနဲ့စထားတယ် ဲ့ non clause တွေကိုဝကြထဲမှာဘယ်လိုနေရာတွေမှာ တွေ့ရတယ်လဲဆိုတော့ကကျမတို့ subject နေရာမှာတွေ့ရတယ်ပေါ့နော် subject ဆိုတာကပြုလုပ်သူ object ပေါ့နော်ခံရတဲ့သူပေါ့နော် action receiver နေရာမှာလည်းတွေ့ရတယ်လို့ complement လို့ခေါ်တဲ့အဖြစ်ပုတ်နေရာတွေမှာလည်းတွေ့ရတယ်အဲ့တော့ဝကြတချောင်းမှာဒီ wh question 1နဲ့စထားတဲ့ non clause ကို3နေရာတွေ့နိုင်တယ်လို့မှတ်ရမှာပေါ့နော် okay အဲ့တော့ဘယ်လိုနေရာတွေမှာတွေ့ရတယ်လဲဆိုတာကို exam မှာ တွေဖတ်ပြီးတော့ကျမတို့ဘာသာပြန်ကြည့်မယ်အဲ့တော့ exam မှာ number 1မှာပေါ့နော် Jessica told me who said here but I'm for good အဲ့တော့ဒီဝက်ကြောင့်ကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ Jessica ကစချက်เนาะထို့ပြောသည် သူပြောတယ်တဲ့ဘာလို့ပြောလဲဆိုတော့ငါ့ကိုပြောတယ်ပေါ့เนาะ me the object pronoun okay သူငါ့ကိုပြောတယ်ဘာပြောလဲဆိုတော့ကဒီ to ဆိုတဲ့ဘာဒီကျွန်တော်တို့ object လို့တယ်တနည်းအားဖြင့်ကံပုတ်လို့တယ်ငါ့ကိုပြောတယ်ဘာပြောမှန်းမသိတော့ကျွန်တော်တို့နောက်မှလိုက်ကြည့်လိုက်တော့ who ဆိုတဲ့ w h question ဟာတွေ့တယ် sit time ဆိုတဲ့ verb တွေ့တယ်။ Okay စာကျန်နာ verb ပါတဲ့အတွက်ကြောင့်သူဒီ clause ဖြစ်တယ်။အဲ့တော့ to ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့်ဒါဒီ object ရဲ့နေရာအဲ့တော့ object နေရာကိုဘာပဲဝင်လဲဆိုတော့ noun clause ပဲဝင်တယ်เนาะအဲ့တော့ noun clause ပဲဝင်တယ် object ဆိုတော့ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်။အဲ့တော့ဒီဘက်ကြောင့်ကျွန်တော်တို့ပြန်ကြည့်မယ်။ Jessica ကငါ့ကို ပြောတယ်။ဘာပြောလဲဆိုတော့က who sit here ဒီနေရာမှာဘယ်သူက ထိုင်တယ်ဆိုတာကိုငါကို Jessica ကပြောခဲ့တယ်။ဒါပေမဲ့ I forgot ငါမေ့သွားပြီလို့ဘာသာပြန်မှာဖြစ်ပါတယ်။ Okay example number 2ကိုဆက်ပြီးတော့ကြည့်ရအောင်နော်။ Example number 2မှာကြာတော့ what he wrote was not nice အဲ့တော့ဒီဝက်ကြောင့်ကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာဘာကနှစ်ခုဖြစ်နေတယ် wrote ရေးတဲ့ ည်ဆိုတာလည်းဗာ was ရှိသည်ဖြစ်သည်ဆိုတဲ့ဗာကလည်းဗာအဲ့တော့ဒီနှစ်ခုမှဆိုရင်ကျွန်တော်တို့ main ဗာက was ဖြစ်ပါတယ်အဲ့တော့ဒီ main ဗာရဲ့အရှိမရှိတဲ့အရာသည်စာချက်ရဲ့နေရာ okay စာချက်နေရာဖြစ်တဲ့အတွက်ကြောင့်စာချက်လို့ရေးထားမယ်အဲ့တော့အဲ့ဒီစာချက်နေရာမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ he ဆိုတဲ့စာချက်တွေ့တယ် road ရေးသည်ဆိုတဲ့ verb တွေ့တယ်အဲ့တော့စာချက်နဲ့ verb ပါတဲ့အတွက်ကြောင့်ဒါဒီလဲ clause ဖြစ်တယ်နော် clause ဖြစ်တယ်အဲ့ဒီ clause ဒီဝကြရဲ့စာချက်နေရာကိုဝင်တဲ့အတွက်ကြောင့်သူဒီ verb clause လို့ခေါ်မလဲဆိုတော့ noun clause ပေါ့နော်သူရဲ့နေရာဒီကျမတို့ noun clause ဖြစ်ရပါမယ်စာချက်နေရာကိုဝင်တဲ့အတွက်ကြောင့်စာချက်နဲ့ verb ပါတဲ့ဝကြပြတ်ကိုကျမတို့က noun clause လို့ခေါ်မယ်စာချက်ဆိုတော့ဘာသာပြန်မယ်ဆိုရင် ကအဲ့တော့ what he wrote သူရေးခဲ့သောအရာက was ဖြစ်ပါသည်ရထားလို့မရတော့ကျွန်တော်တို့အနောက်မှာ compliment လိုက်တယ်နော် compliment နေရာကိုကြည်လိုက်တော့ nice nicely power of speak က agd ဖြစ်ပါတယ်အဲ့တော့ nice ကကောင်းမွန်တယ်ပေါ့နော် not နဲ့ပေါင်းလိုက်တဲ့အတွက်ကြောင့်မကောင်းဘူးအဲ့တော့သူရေးခဲ့သော အရာက မကောင်းပါလို့ဘာသာပြန်မှာ ဖြစ်ပါတယ်နော်အဲ့တော့ not နဲ့ no နဲ့ကြတော့တီးတန့်ပြန်ပြီးတော့တွဲပေးမယ်ပေါ့နော်ကျွန်မခေါင်း စဉ်တစ်ခုအနေနဲ့ပြန်ပြီးတော့ရှင်းပြပေးမယ်။ AGD ဖြစ်တဲ့အတွက်ကြောင့် not net တွေ့တယ်လို့လောလောဆယ်မှာအလွယ်လေးမှတ်ထားပေးပါ။ example number 3အဲ့တော့ i know ငါသိတယ်တဲ့ what i need to do အဲ့တော့ဒီ word ကြောင့်ကျမတို့ကြည်လိုက်တဲ့အခါမှာ i ကစာချက် no သိတယ်ဆိုတဲ့ verb နော်သိတယ်အဲ့တော့သိတယ်ဆိုတဲ့ verb ဒီဘာကိုသိတယ်လဲကံပုတ်လို့တယ်အဲ့တော့နောက်မှလိုက်လာတဲ့အရာဒီ object ရဲ့နေရာဖြစ်တယ်အဲ့တော့ object လို့အရင်ရေးထားမယ်ပြီးတော့ကျမတို့ဆက်ပြီးတော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ what i need to do i ga စာချက် ni ga va to do လုပ်ဖို့ရန်အတွက် reason or purpose အဲ့တော့ငါဘာလုပ်ဖို့လိုတယ်လဲဆိုတာကိုငါကသိတယ်အဲ့တော့ what i need to do ဒီစာချက် ne va ပါတဲ့အတွက်ကြောင့် clause ဖြစ်တယ် object ရဲ့နေရာကိုဝင်တဲ့အတွက်ကြောင့် noun clause object ဆိုတော့သူကဘာသာပြန်မယ်ဆိုရင် go နဲ့ဘာသာပြန်မယ် suggest ဆိုရင်တော့ got ငါကငါဘာလုပ်ဖို့လိုတယ်လဲဆိုတော့ go ငါတည်တယ်လို့ဘာသာပြန်မှာဖြစ်တယ်နော် exam မှာ number 4ကိုကြည့်ရအောင် exam မှာ number 4မှာကြတော့ please เนาะ axman မေမေမေးပါတဲ့ what we are having for dinner အဲ့တော့ဒီဝက်ကြောင့်ကြီးလိုက်တဲ့အခါမှာကျမတို့ verb one နဲ့စထားပေးတယ်ပေါ့နော်ဒီ imperative pattern လို့ခေါ်တယ် ax မေးပါတဲ့ verb အဲ့တော့ဘသူမေးရမလဲအမေကိုမေးမယ်အဲ့တော့မေမေသည် object နေရာမှာရှိတဲ့အတွက်ကြောင့် object နေရာဝင်တော့တစ်လုံးတည်းဆိုတော့ noun နော်နှလုံးရှိတော့မှကျမတို့က noun phrase လို့ခေါ်တယ်အဲ့တော့ကျေးဇူးပြုပြီးတော့အမေကိုမေး အဲ့တော့ arc ဆိုတဲ့ verb ဒီမေးမေးကိုမေးမယ်ဘာမေးရမလဲဆိုတော့သူဒီကံပုတ်လိုတဲ့ object လိုတဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့နေရာဒီ object ရဲ့နေရာဖြစ်တဲ့ we ကစကြဲ are having ကကျွန်တော်တို့ verb phrase နော် verb လိုပဲရေးထားမယ် for dinner ညစာအတွက်အဲ့တော့ for preposition နဲ့နောက်မှ noun လိုက်လာတဲ့ preposition နဲ့ phrase အဲ့တော့အဲ့ဒီ prepositional phrase ဒီကျမတို့ dinner အတွက်เนาะအကြောင်းပြချက်ရည်ရွယ်ချက်ကိုပြောပေးတဲ့အတွက်ကြောင့်ကျမတို့ reason or purpose လို့ရေးထားမယ်အဲ့တော့ dinner အတွက်ငါတို့ငါတို့တွေကဘာစားကြမလဲဆိုတာကိုမေမေးကိုကျေးဇူးပြုပြီးတော့မေးပေးပါเนาะအဲ့တော့နောက်မှလိုက်လာတဲ့ what we are having for dinner ဆိုတဲ့ suggestive verb ပါတဲ့ clock သည် object နေရာကိုဝင်တဲ့အတွက်ကြောင့် noun clock ဖြစ်ပါတယ်အဲ့တော့ object ဆိုတော့ go နဲ့ဘာသာပြန်မလဲငါတို့ကညစာအတွက်ဘာစားကြမလဲဆိုတာကိုမေမေကိုခြေစူးပြုပြီးတော့မေးပေးပါလို့ဘာသာပြန်မှာဖြစ်တယ်နော် example number 5ကိုဆက်ပြီးတော့ကြည့်ရအောင် knitting knitting ဆိုတာကတော့သိုးမွေးထိုးခြင်းပေါ့နော်ဒီဝက်ကြမှာသူဒီ knitting ဒီ ing နေ ing ဒီစားကြရဲ့နေရာမှာရှိ တယ်ပေါ့နော်စာချက်ဖြစ်တဲ့အတွက်ကြောင့်သူကနောင်နောင်ဆိုတော့အင်းကြီးကိုမြင်တဲ့အခါမှာချင်းနဲ့ဘာသာပြန်မယ်အဲ့တော့သိုးမွေးထိုးချင်းစာချက်ဆိုရင်တော့က သုံးမွေထိုးခြင်းက is ဖြစ်ပါသည်အဲ့တော့ဖြစ်သည်ဆိုတဲ့ verb ဒီဒီတိုင်းရထားလို့မရဘူးဗောနော်ဘာဖြစ်မှန်းမသိတော့နောက်မှာ complement လိုက်တယ်အဲ့တော့ complement နေရာကိုကြည့်တဲ့အခါမှာ what make me relax ဗောနော်ငါ့ကို relax ဖြစ်စေတဲ့အရာအဲ့တော့ what wh question ဝပါတယ် make ဆိုတဲ့ verb ပါတယ်အဲ့တော့ knitting ဒီကျွန်တော်တို့ ဒီဟိုပါဘောနော်အရာဝတ္ထုပို့ကိုစားပြုတယ်ဘောနော်နင့်တင်စကိုဟိုပါဘောနော်လူမဟုတ်တဲ့အတွက်ကြောင့်ဟွားနဲ့တုံးတယ်ဘောနော်သူဒီစားချက်သူက va အဲ့တော့ compliment နေရာကိုစားချက် never တွေ့တဲ့အတွက်ကြောင့်သူဒီလည်းပဲ compliment နေရာဝင်တော့ noun class ဖြစ်ပါတယ်နော်အဲ့တော့ compliment ဆိုတော့ကျမတို့ဘာသာပြန်တဲ့အခါမှာဆိုရင်တော့ the နဲ့ဘာသာပြန်ပေးမယ်အဲ့တော့သိုးမွေးထိုးချင်းကငါ့ကို relax ဖြစ်စေသောအရာဖြစ်ပါသည်လို့ဘာ တာမြန်မာဖြစ်တယ်။ Okay exam မှာ number 6ကိုကြည့်ရအောင်။အဲ့တော့ exam မှာ number 6မှာဆိုရင်10ဒေါ်လာပေါ့နော်10ဒေါ်လာတဲ့ is ဖြစ်ပါသည်တဲ့ what i have in my purse เนาะငါရဲ့လက်ကန်အိတ်ထဲမှာရှိတဲ့အရာက10ဒေါ်လာဖြစ်သည်အဲ့တော့ဒီနေရာမှာ10ဒေါ်လာလို့လည်းပြောတယ် is လည်းရေးထားတယ်ဆိုတော့10ဒေါ်လာနဲ့ကိုကျွန်မတို့က1 unit เนาะ1 unit အစုတစုလို့မြင်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီနေရာမှာ 1ဒေါ်လာပဲဖြစ်ဖြစ်25ဒေါ်လာပဲဖြစ်ဖြစ်เนาะကျမတို့ကဒါကို အာ1 you need လို့ပဲရေးတဲ့အတွက်ကြောင့် is ဖြစ်ရမယ်နော်ဒီနေရာမှာ r ရေးလို့မရဘူးအဲ့တော့10 dollar ဆိုတဲ့အရာဒီ2 what စကလုံးနှလုံးဖြစ်တဲ့အတွက်ကြောင့်သူဒီ phrase သူဒီစာချက်နေရာမှာ တွေ့ရတဲ့အတွက်ကြောင့် noun phrase အဲ့တော့စာချက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်အဲ့တော့10 dollar က is ဖြစ်ပါသည်ဘာဖြစ်လဲနောက်မှာ compliment ထပ်ပြီးတော့ line မယ် compliment နေရာကိုကြီးလိုက်တဲ့အခါမှာ what i have in my my pass i sergeant have gava in my pass in ဆိုနဲ့စထားတဲ့ prepositional phrase เนาะ prepositional phrase တနည်းအားဖြင့် adverb phrase or place လို့ခေါ်တယ်ပေါ့เนาะဒီမှာရေးထားပေးမယ် adverb phrase or p l a c e place နေရာကို ဖော်ပြပေးတော့ ever ငါရဲ့လက်ကန်အိတ်ထဲမှာ what i have ရှိတဲ့အရာက10ဒေါ်လာဖြစ်ပါသည်เนาะ compliment နေရာကိုဝင်တဲ့ sergeant never ဖြစ်တဲ့အတွက်ကြောင့်သူဒီ level noun clock compliment ဆိုတော့ဘာသာပြန်တဲ့အခါမှာ v နဲ့ဘာသာပြန်ပေးမယ် okay exam မှာ number 7ကိုဆက်ပြီးတော့ကြည့်ရအောင်เนาะ exam မှာ number 7 တော့ when we need to leave is unclear အဲ့တော့ဒီ word ကြောင့်ကျွန်မတို့ဖတ်လိုက်တဲ့အခါမှာ wh question 1နဲ့စထားတယ် we ဆိုတဲ့စာချက်တွေ့တယ် need ဆိုတဲ့ verb တွေ့တယ်เนาะအဲ့တော့ဆက်ပြီးတော့ဖတ်သွားတယ် is ဖွာတွေ့ပါပြီ unclear အဲ့တော့ viva ရဲ့နောက်မှာလိုက်လာတဲ့အရာဒီ complement နေရာကိုဝင်တော့ ag တဲ့เนาะ machine learning နေဘူးတဲ့အဲ့တော့ဒီဝက်ကြောင့်ကျမတို့ဘာသာပြန်ကြည့်မယ်အဲ့တော့ sergeant နဲ့ var ပါတဲ့အတွက်ကြောင့်သူဒီ close ဖြစ်တဲ့အဲ့တော့ var ရဲ့အရှိမဖြစ်တဲ့အတွက်ကြောင့် sergeant ရဲ့နေရာအဲ့တော့ စာကြဲရဲ့နေရာကိုဘာပဲဝင်လဲဆိုတော့နောင်ပဲဝင်တယ်စာကြဲနဲ့ဘာပါတဲ့အတွက်ကြောင့်ဒီနေရာသည် non class အဲ့တော့သူ့ကိုဘာသာပြန်တဲ့အခါမှာစာကြဲဆိုတော့ဂါနဲ့ဘာသာပြန်ပေးမယ် when we need to leave နော်ငါတို့ဘယ်အချိန်မှထွက်ခွာရမလဲဆိုတာက is ဖြစ်ပါသည် and clear machine lin ပါလို့ဘာသာပြန်မှာဖြစ်တယ်နော် okay exam မှာနံပါတ်8ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့အဲ့ဒီဝကြမှာဆိုရင် i ကစာချက်ပေါ့နော် m က b ပါတော့ not interested အဲ့တော့ interested ဒီမှာတို့ဒီစာချက်ရဲ့ feeling ကို ပြောတဲ့အခါမှာ ed em ပါတော့ edgy တဲ့နဲ့တွဲလေးရှိတယ်နော်အဲ့တော့ i'm not interested in interested ဆိုတဲ့ဒီ past participle ဒီ preposition in လိုက်ပါတယ်ဒီနာအတိတွဲအဲ့တော့ငါစိတ်မဝင်စားပါနော် va က m အဲ့တော့ interstate ရဲ့ power of speed ကကျမတို့ AGD ဖြစ်ပါတယ်အဲ့တော့ AGD ရဲ့နောက်မှာလိုက်လာတဲ့ WH question 1နဲ့စထားတယ် they ဆိုတဲ့စာချက်တွေ့တယ် va เนาะ come ဆိုတဲ့ va တွေ့တယ်အဲ့တော့စာချက် never ပါလို့ရှိရင်ဒါက clause အဲ့တော့ तू ဒီအဲ့ဒီ clause ကိုနံပါတ်ပေးမယ်အဲ့တော့နံပါတ်ပေးတဲ့အခါမှာအရှိမရှိတဲ့ AGD ကြီးကိုကျမတို့တွေ့တယ်အဲ့တော့ AGD ဒီသူရဲ့ function က noun ကို modify လုပ်တဲ့အတွက်ကြောင့်နောက်မှာလိုက်လာတဲ့အရာဒီကျမတို့ တို့အဂျီတရဲ့ complete နန်းနေရာမှာရှိတဲ့အတွက်ကြောင့်သူသည် non clause ဖြစ်ပါတယ်အဲ့တော့ with he can from သူတို့က can လာတယ်ပေါ့နော် where နေရအဲ့တော့သူတို့ဘယ်ကလာတယ်လဲဆိုတာကိုငါကစိတ်မဝင်စားပါเนาะဒီဟာဒီကျမတို့ဒီ adjective ရဲ့ complement နေရာမှာရောက်နေတဲ့ noun clause ဖြစ်ပါတယ်သူတို့ဘယ်ကလာတယ်လဲဆိုတာကငါစိတ်ဝင်စားတဲ့အရာမဟုတ်ပါเนาะအဲ့လိုမျိုးဘာသာပြန်ရမယ် example number 9 အဲ့တော့နံပါတ်9မှာကြာတော့ everyone တဲ့လူတိုင်းလူတိုင်းကပေါ့နော် wanted to discuss ဆွေးနွေးချင်တယ်ဆွေးနွေးချင်သည်တဲ့ why they had to walk on sunday အဲ့တော့ဒီဝက်ကြောင့်ကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ everyone က subject wanted verb to discuss ဆွေးနွေးဖို့ရန်အတွက် reason or purpose နော် to နဲ့ infinitive တွဲထားတဲ့ infinitive the phrase အဲ့တော့ discus ဆိုတဲ့ဘာသည်ဆွေးနေတယ်ဘာကိုဆွေးနေတယ်လဲကန်ပုတ်လိုတဲ့အတွက်ကြောင့်ဒါသည် object ရဲ့နေရာဖြစ်တယ်အဲ့တော့ကြီးလိုက်တဲ့အခါမှာ wh နဲ့စတာတယ် wh question ဝပါတယ် they ဆိုတဲ့စာချက်ကိုတွေးမယ် hat to no have to ဒီဒီနေရာမှာကျမတို့ MUST mass နဲ့အထူးတူပါပဲเนาะဒီ positive မှာဆိုရင် mass နဲ့ hash to နဲ့ကအထူးတူသုံးလို့ရတယ်အခုက past tense ဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာ one day ဖြစ်တဲ့အတွက်ကြောင့် hash to နဲ့သုံးထားခြင်းဖြစ်တဲ့ have to what condition လုံးမရမယ့်နေထားကိုပြောတဲ့အခါမှာ have to ကကျမတို့ have been ပါ what got main ပါเนาะ on sunday တဲ့ sunday တနင်္ဂနွေရက်မှာပေါ့เนาะဒီ preposition နဲ့စတာပေးတယ် on sunday တနင်္ဂနွေ ရဲမှာဘာကြောင့်သူတို့ကအလုံးလုံးရတယ်လဲဆိုတာကိုလူတိုင်းလူတိုင်းကဆွေးနွေးချင်နေကြသည်เนาะအဲ့တော့အနည်းနေရာမှာကျွန်တော်တို့တွေ့လိုက်တဲ့ object ရဲ့နေရာဝင်တဲ့ now class ဒါက suggest ဆိုတော့ဘာသာပြန်မယ်ဆိုရင်ကအဲ့တော့လူတိုင်းလူတိုင်းကတနင်းကနေနေမှာသူတို့က ဘာကြောင့်အလုပ်လုပ်ရတယ်လဲဆိုတာကို wanted to discuss ဆွေးနွေးချင်ကြသည်လို့ဘာသာပြန်မယ်နော်အိဇမာ number 10ကိုဆက်ပြီးတော့ကြည့်ပေးပါအဲ့တော့အိဇမာ number 10မှာဆိုရင် we ငါတို့ကတဲ့ need လိုအပ်တယ် to think တွေးမယ်ပေါ့နော်စဉ်းစားမယ် reason or purpose think about เนาะအဲဒီ think ဆိုတဲ့ verb ဒီကျွန်တော်တို့ preposition about နဲ့တွဲပါလေအဲ့တော့ think ဆိုတဲ့ verb ဒီဘာကိုတွေးမလဲကံပုတ်လို့တယ်အဲ့တော့ဒီနေရာဒီ object ရဲ့နေရာဖြစ်တယ် how we can raise money for our school အဲ့တော့ he we ကစာချက် can raise ကကျွန်တော်တို့ verb အဲ့တော့ raise ဆိုတာကပတ်စံရှာတယ်ပေါ့နော်ပတ်စံရှာတယ်အဲ့တော့ မန်နီကအော်ဂျက်နေရာဝင်တဲ့နောက်အတော့4 hour school proposition နဲ့စထားတဲ့ hour school ငါတို့အကြောင်းအတွက် proposition နဲ့ free တနည်းအားဖြင့်သူသည် adverb phrase or reason or purpose เนาะအကြောင်းပြချက်သို့မဟုတ်ရည်ရွယ်ချက်ကို ဖော်ပြပေးသော adverb phrase ဖြစ်တယ်အဲ့တော့ငါတို့ကြောင်းအတွက်ပတ်စံကို how we can raise ငါတို့ကဘယ်လိုမျိုးရှာကြမလဲဆိုတာကို need to think about စဉ်းစားဖို့လိုနေပြီเนาะအဲ့တော့ suggest ဆိုရင်တော့ကအဲ့တော့ how ဆိုတဲ့နေရာမှာ suggest နဲ့ verb တော့ verb ပါတော့ clock object နေရာကို ဝင်တဲ့အတွက်ကြောင့် non clock object ဆိုတော့ ော့ go နဲ့ဘာသာပြန်မယ်ငါတို့ကြောင်းအတွက် for our school ငါတို့ကြောင်းအတွက် person go ငါတို့က how can risk ဘယ်လိုမျိုးရှာနိုင်မလဲဆိုတာကိုငါတို့က need to think about စဉ်းစားဖို့လိုနေပြီလို့ဘာသာပြန်မှာဖြစ်တယ်နော် exam မှာ11ကိုဆက်ပြီးတော့ကြည့်ပေးပါအဲ့တော့ exam မှာ11မှာကြာတော့ you mean ကတဲ့ can invite ဖိတ်ကြားနိုင်တယ်ပေါ့နော်ဒါ verb phrase အဲ့တော့ whom object pronoun ကိုကျွန်တော်တို့တွေ့ရမယ် wh နဲ့စထားတယ် you like mean တိုက်တဲ့သူကိုမင်းဖိတ်လို့ရတယ်ဘယ်ကိုဖိတ်မလဲ to your birthday party to your birthday party မင်းရဲ့ မွေးနေ့ပါတီပွဲကိုเนาะအဲ့တော့ပါတီပွဲကို proposition နဲ့စတာတဲ့ကြောင့် proposition နဲ့ free မင်းရဲ့မွေးနေ့ပါတီပွဲကိုဘသူမင်းကြိုက်တဲ့ဘသူကိုမဆိုမင်းကဖိတ်ကြားနိုင်တယ်အဲ့တော့ invite ဆိုတဲ့ဘာဒီဘသူကိုဖိတ်မလဲအဖိတ်ခံတဲ့ကံပုတ် object လို့တဲ့အတွက်ကြောင့်ဒီနေရာမှာစာချက်ရဲ့ဘာပါတဲ့ cloth ဒီ noun cloth ဖြစ်တယ်အဲ့တော့ object ဆိုတော့ go နဲ့ဘာသာပြန်မယ် subject ဆိုတော့ ga mean ကမင်းတိုက်တဲ့သူကို can invite ဖိနိုင်တယ် to your birthday party မင်းရဲ့မွေးနေ့ပါတီပွဲကိုနော် okay example 12ကိုဆက်ပြီးတော့ကြည့်အောင် i don't know whose car it is အဲ့တော့ i က subject don't know အဲ့ဒါကဗအဲ့တော့ no ဆိုတဲ့ဗဒီကံပုတ်လို့တဲ့တနည်းအားဖြင့် object လို့တဲ့ဗเนาะအဲ့တော့ No, I don't know. ငါမသိပါတဲ့။ဘာကိုမသိလဲဆိုတော့ whose car it is. အဲ့ဒါကဘသူပိုင်ဆိုင်တဲ့ကားလဲဆိုတာကိုငါကမသိပါ။အဲ့တော့ whose နဲ့စထားတဲ့ဒါသည် sergeant never ပါတဲ့အတွက်ကြောင့်သူသည် noun clause ပေါ့နော်။ object နေရာကို no ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့် noun clause ။အဲ့တော့အဲ့ဒါကဘသူရဲ့ကားဖြစ်တဲ့ဆိုတာ ကိုငါကဒုံးလို့မသိပါလို့ဘာသာပြန်မှဖြစ်တယ်နော်အိဇမာတာတင်ကိုဆက်ပြီးတော့ကြည့်အောင် tell ပြောပါတဲ့သူက verb အရှိထုတ်ပြီးတော့ imperative pattern နဲ့ရေးထားတယ်ပြောပါတဲ့ဘာပြောမလဲဆိုတော့ငါကို ပြောပါတဲ့ object pronoun okay ငါကိုပြောပါဘာပြောမလဲငါကို which one you prefer most which one better ခုကို you mean က prefer ပို့ပြီးတော့နော် prefer ဆိုတာကျမတို့ပို့ပြီးတော့နှင်းချိုက်တယ်လို့ပြောမှာပေါ့နော်အဲ့တော့ မင်းကဘယ်တစ်ခုကိုပို့ပြီးတော့အကြိုက်ဆုံးဖြစ်တယ်လဲဆိုတာငါ့ကို ပြောပြအဲ့တော့ which one wh question ဝါပါတယ် sajava ပါတယ် tell ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့်သူတည်လဲပဲ noun clause ဖြစ်တဲ့ object ဆိုတော့ကိုနဲ့ဘာသာပြန်မယ်ဘယ်တစ်ခုကိုမင်းကအကြိုက်ဆုံးလဲဆိုတာငါ့ကို ပြောပြပါလို့ဘာသာပြန်မှာဖြစ်တယ်နော် example 14ကို ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ david တဲ့ david ကပေါ့နော် sajava ဲ့နေရာကိုဝင်တဲ့နောက်ဒီနေ့အပြည့်တော့ proper noun ပေါ့နော် David ကြတော့ကျွန်တော်တို့တူးဆိုင်နံလို့ပြောတယ် finally သူဒီ power of speak က adverb ပါအဲ့တော့ remember အမှန်ရပါပြီတတိယသွားပြီဘာဖြစ်တဲ့အတွက်ကြောင့်ဘာကိုလာပြီးအထူးပြုဖို့ဒီနေရာမှာ advice ရှိနေခြင်းဖြစ်တဲ့အဲ့တော့ david က remember နောက်ဆုံးတော့ david တတိယသွားပြီတဲ့အဲ့တော့တတိယတဲ့ဆိုတဲ့ဘာဒီကျမတို့ object လိုတယ်ပေါ့နော်ဘာကိုတတိယလဲကံပုတ်လိုတယ်အဲ့တော့ဆက်ကြည့်လိုက်တဲ့အခါမှာ wh question 1နဲ့စထားတယ် he ဆိုတဲ့စချက်ပါတယ် put ဗာပေါ့နော်ထားပြီးအဲ့တော့ဘာကိုထားလိုက်လဲ his key သူရဲ့တော့ကိုအဲ့တော့ဒီမှာ နှလုံးပါတဲ့အတွက်ကြောင့် freeze အဲ့တော့သူဒီ ဖို့ဆိုတဲ့ဘာရဲ့အော်ဂျန်နေရာမှာတွေ့ရတဲ့အတွက်ကြောင့်အော်ဂျန်နေရာဝင်သော noun phrase အဲ့တော့ဘာသာပြန်မယ်သူကိုလည်း go အဲ့တော့စာချက်ကကသူကသူ့ရဲ့ကီးကိုဘယ်နေရာမှာထားလိုက်တယ်လဲဆိုတာကို David ကနောက်ဆုံး remember ဒီမှတ်ရသွားပြီပေါ့နော် remember ရဲ့အော်ဂျန်နေရာမှာရှိတဲ့စာချက် never ပါတဲ့အတွက်ကြောင့် noun clock ပါ ဘာသာပြန်တဲ့အခါမှာဂိုနဲ့ဘာသာပြန်မယ်စာချက်ဆိုရင်တော့ကဒေးဗစ်ကသူသူ့ရဲ့ဂီကိုဘယ်နေရာမှာ ထားလိုက်တယ်လဲဆိုတာကို နောက်ဆုံးတော့တတိယသွားပြီလို့ဘာသာပြန်မှာဖြစ်တယ်။ Okay နောက်ဆုံးတစ်ကြောင်ပေါ့နော်နောက်ဆုံးဝက်ကြ။ Now can you tell me why she left early အဲ့တော့ဒီမှာကြားတော့ကျမတို့ happy verb ကိုအရှိထုတ်ပြီးတော့ဟာပေါ့နော်ကျမတို့ question word လောက်ထားတယ်ဗောနော်အဲ့တော့ဒီမှာဆိုရင် can you tell me you subject tell က verb ပြောတယ်ပြောပြနိုင်မလားနိုင်မလား tell ဆိုတဲ့ verb ဒီ object လိုတဲ့အကြောင်း me ဒီ object နေရာဝင်တဲ့ pronoun အဲ့တော့အဲ့ဒီနောက်မှာလိုက်လာတယ် wh question word နဲ့စထားတယ် she ဆိုတဲ့ subject ပါတယ် left ဆိုတဲ့ verb do ဗောနော် past tense တွေ့ရတယ်အဲ့တော့အဲ့ဒီ word ကြောင့်ကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာ tell ဆိုတဲ့ verb ဒီ object လိုတဲ့ငါ့ကိုပြောတယ်ဘာပြော ောတယ်လေ why she left ali ba jao tu ma ga aso ji pyan twa ya da le so da ko min ga nga ko min ga nga ko ခံတဲ့ပြောပြနိုင်မလားเนาะအဲ့တော့သူဒီဒီ why she left ali ဒီလဲကျမတို့ဒီ object tell your object နေရာမှာတွေ့ရတဲ့အတွက်ကြောင့်သူဒီလဲ object နေရာကိုဝင်သော non clock ပါ object ဆိုတော့ go နဲ့ဘာသာပြန်မယ်အဲ့တော့ မင်းကငါ့ကို can tell ပြောနိုင်မလား tell the object လို့တယ် why she left ali ဘာကြောင့်သူမကအစောကြီး ပြန်သွားရတယ်လဲဆိုတာကိုငါ့ကို မင်းက can tell ပြောပြနိုင်မလားလို့ပါတာပြန်มาဖြစ်တယ်เนาะအဲ့တော့ကျွန်မဒီနေ့ပြောသွားတဲ့ဒီ wh question word တွေနဲ့စထားတဲ့ဒီ noun clause တွေကိုဝေကြရဲ့ subject ဒီ object complement နေရာတွေမှာ တွေ့ရတယ်ပေါ့နော်အဲ့တော့စာပြက်ဆိုရင်တော့အရှိအရှိခောက်တွေကဆွေးနွေးထားတဲ့အတိုင်းပဲဂါနဲ့ဘာသာပြန်မယ် object ဆိုရင်တော့ကိုနဲ့ဘာသာပြန်မယ် complement ဆိုရင်တော့ the ပေါ့နော် the နဲ့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်โอเคကျေးဇူးတင်ပါတယ်ရှင်